စားတခုရှိတယ်မမှန်တမ်းပြောကြရင်ဆိုတော့ဆိုတော့နိုင်ငံရေးသမားနဲ့ဒီဝေးသမားနဲ့ကင်းတဲ့နိုင်ငံတိုင်းနိုင်ငံမှမရှိဘူးအဲ့တော့ဘာရည်ကြီးလဲဆိုတော့သူ့ရဲ့စဉ်းစားချက်ကရည်ကြီးရတယ်ဥပမာပြောရင်ကျွန်တော်တို့မှာလည်းဒီလိုပဲရှိနေတာပဲလေသူတို့ကဆိုရင်ဥပမာတခုပေးမယ်ပတ်ချုံကြီးကခုန်ဒီမွေးတော့တိုက်ပြီးပြသွားတယ်တဘောကဘာကြီးကခုန်ဒီမွေးတယ်ဘာလို့အဲ့ဒီခုန်ဒီအားလုံးဒီ international level မရောက်တယ်လေမောင်မောင်မောင်ကြီးကရည်ကြီးတာပေါ့တခုလို့ရှိတာခုဒီဝေးသမားကြီးကအမျက်ကိုကြည့်တာတိုက်ပြီးတိုးတဲ့ခုဒီနိုင်ငံတော်ဆောင်စီးပွားရေးစနစ်ကြီးကိုကြည့်ရမှာဒီဥစ္စာတို့တို့တဲ့အများကြီးရပါမယ်လို့နိုင်ငံတော်ဆောင်စီးပွားရေးစနစ်ကြီးကိုထိခိုက်စေမှာဆိုလို့ရှိရင် ဒါကိုမလုပ်ပင်ဘောတိုင်းပြည်တွေတက်သွားတာအကုန်လုံးဒီဒါကျွန်တော်အာမခံပြီးပြောတယ်တောင်ကိုရီးယားဂျပန်စင်ကာပူအဓိကဗီလူးစီယူခေါ်တယ်အဲ့ဒါကိုသဘောပေါက်ဖို့လိုတာအဲ့တော့ဒီစီရန်နေရစီဘလောက်နိုင်ငံတော်ချုပ်စီဝိုင်းစနစ်ကိုဒီပြည်သူ့ရေးအစီအစဉ်ကောင်အောင်စနစ်ကိုဘလောက်ထိနားလည်ပြီးတော့ပြိုင်ပိုင်နိုင်နိုင်ဘယ်လိုနိုင်ငံရေးသမားကိုနားလည်အောင် ရှင်းပြနိုင်လဲသူကအရေးကြီးတာတကယ်တမ်းကျတော့တွေ့ကြုံတကယ်ရှိခဲ့တာမဟုတ်ဒီတော့မှကြီးအဲလိုအားမေ့ချက်ရှိနားထောင်နေလေးချင်းနဲတယ်အများစုကကြေနာတာတိုင်းပြည်ပြည်နာကိုရှိမှုပြီးစဉ်းစားတဲ့စဉ်းစားချက်ပါလို့ခင်ဗျာပါပါနဲ့နိုင်ငံသမားကိုနားလည်အောင်ပြောပြနေနိုင်ဖို့တော့လိုတာပါ